ဆိုတော့တယောက်ကလေအလမဲ့တိုင်းတာဟိုပိတ်လက်မခံကြညောင်းခင်ခင်ကဟိုအဖြည်းဖြည်းနဲ့ဟိုပြိတ္တလက်ခံလာတဲ့ပုံစံမျိုးလေးပြောင်းလဲလာတဲ့အရန်ဝမ်းတာပါတယ်ကိုယ်တငယ်ချင်းဆိုတော့လေဘလူးဝဲဖြစ်ဖြစ်အာဘယ်နေရာဘယ်လမ်းကိုပဲရှောက်ပါရှောက်ပစီပေါ့နော်အကောင်းဆုံးဖြစ်စေချင်ပါတယ်ခင်ခင်ကအဲ strong ဖြစ်တယ် နောက်ပြီးတော့ဟိုကိုချောက်ကိုရက်တည်နိုင်တဲ့မျိုးသမီးဖြစ်တယ်မိဘကိုလှုပ်ကျွေးနေတဲ့တာသမီးလည်းဖြစ်တယ်နောက်တစ်ချက်သူ့အိမ်မအတွက်သူရဲရဲဝံ့ဝံ့သူအာဝေဖန်မှုတွေကြားထဲမှာချိုးချိုးဆဆလေးသူရှောက်လန်းနေတယ်အဲ့အတွက်ဂုဏ်ယူပါတယ်ဒီ for your cinema မှာထုတ်လွှင့်မဲ့အာရမတ်ကဂျိုးဆိုရယ်ပချင်းရမတ်ကဂျိုးဆိုရယ်ဇလန်တွဲမှာအထက်ပါဝင်တည်ဆွထားပါတယ် ဇဝက်တွေကတော့အရှိမကကောင်းကောင်းနဲ့တစ်ခါကိုဆိုခဲ့ဖို့ရယ်နောက်တစ်ခါကကျတော့အာအခုမထွက်ရသေးဘူးရှင်ဟာဗါလေကြားဖမ်းမယ်ဆိုရဲကားလေးပေါ့နော်မိုက်ချောပို့ရယ်နောက်မမီပကြီးရယ်နောက်ထပ်မင်းသမီးတစ်လက်ရှိတယ်မင်းသမီး၃ယောက်ကားပေါ့နော်အဲ့မှာလည်းထပ်အာပေါင်ပြီးဆိုထားဖြစ်ပါတယ်ကြားဖမ်းမယ်ဆိုရယ်ဆက်ဆက်ဝင်တေးလေးပေါ့နော်အခုဒီမှာကျတော့ရမက်ကကျိုးဆိုရဲခေါင်းအဲဒီဆက်ဝင်တေးစုသွားပါအရှင် င်တီးနဲ့ထရက်တို့ကိုရိုင်းဖန်တီးရတဲ့အချိန်ဘာကွာချလဲဆိုရင်ဇောင်းဝင်တီးကတော့ထရက်တို့ဒီဇကားတကားလုံးရဲ့အနှစ်ချုပ်ကိုထရက်တို့ပြောပြတယ်ပြီးတော့အဲ့ရဲ့ mood ကိုပေါ့နော်အဲပြီးလို့တီချာလေးခန်းစားပြီးတော့မှဆိုရတာပေါ့အဲဒီဘယ်လိုမျိုး music type ဘယ်လို thing ဆိုတာမျိုးထရက်တို့ရွေးချယ်ခွင့်တော့မရှိဘူးပေါ့နော်ဒီကထရက်ရဲ့အတန်နဲ့ live ဖတ်မယ်ထရက်ရဲ့ mood နဲ့ကြိုက်တယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့မှတီးဆိုရတာပေါ့ထရက်တို့ကိုပိုင်းဖန်တီးရတဲ့အခါမှာတော့ကိုရိုင်းလိုချင်တဲ့အဲကိုရိုင်းဖန်တီးချင်တဲ့ ဇန်နဝါရီနဲ့ပေါ့နော်သွားရတာပေါ့လေဟုတ်အဲ့လိုတော့ကွာချပါတယ်တရုတ်ဆောင်လို့ဖို့ကရှိပါတယ်ရှင်တရုတ်ဆောင်အတွက်ကိုလည်းထဲအနေနဲ့အာဒီလိုအပ်တာလေးလည်းဖြည့်နေတယ်ပေါ့နော်ပေါ်ရီပိုင်းကအစဂျူဒီပိုင်းကအစုံနောက်တရုတ်ဆောင်စကီကအစုံပေါ့နော်အကုန်လုံးလည်းလေလာဖြစ်နေပါတယ်ဟုတ်ခွေရီးတွေရလာတဲ့ခါကျလို့ရှင်တော့အားလုံးညှိုးလင့်ထားတဲ့အတိုင်းမြင်ရမှာပေါ့နော်ဟုတ် အကောင်တော့အခုအစိုးရပြုတရုတ်ဆောင်ဘက်ကိုကသွားစီကျင်လာမျိုးရှိပါတယ်ရှင်ဟုတ်ထဲအနေနဲ့လည်းဒါလိုအပ်ချက်တွေလည်းအများကြီးရှိပါသေးတယ်အခုလိုမျိုးမြင်ပေးရတဲ့နေကျေးဇူးအများကြီးတင်ပါတယ်ရှင်ပုံမှန်ဆိုရင်ထရက်တို့တကူတကလာရတယ်နောက်ပြီးတော့အဲ့လိုမျိုးဟို ဂျုံတင်မှုတွေစောင့်ဆိုင်ရတာအစသဖြင့်ပေါ့နော်အများကြီးရှိရအခုလိုမျိုး application တွေပေါ်လာတဲ့အပေါ်မှာတဲ့လိုလွယ်လွယ်ကူကူကြည့်လို့ရမယ်ငွေကြေးလည်းတတ်တာမယ်အချိန်ကုန်လည်းတတ်တာမယ်နောက်ကိုကြည့်ချင်တဲ့ကားကိုလည်းကိုရွေးချယ်ပြီးတော့ကြည့်လို့ရတဲ့အတွက်ကြောင့်ဒီလို app တွေပေါ်လာတာအရင်ကောက်ပါတယ်ပထမတော့မန္တလေးရဲ့မြင်္ဂလာဆောင်မှာမောင်နှမတွေအားလုံးစုံကြအရင်ချက်ဖို့ကောင်းတယ်အရင်လည်းပျော်ဖို့လည်းကောင်းတယ်နောက် ပြောတွေ့ရတာမောရောမောရတဲ့ခါကျတော့အကောင်လုံးကပြန်ဆုံတယ်မမမီးကလည်းအထက်တို့အားလုံးမောင်နှမတွေနဲ့အတူတူချိန်ပေးတယ်အဲ့ဒီကမမမီးလို့ကြွေးရမောင်နှမတွေကတော့မမမီးကနေပြီးတော့မှတည်တည်ချာချာလေးအကျွေးမွေးအခံပြီးတော့ပြန်ဆုံကြတာပေါ့နော်အမကလည်းတတိရတယ်မောင်နှမတွေအားလုံးလည်းတတိရပါတယ်အာမဆုံပြေးရတဲ့မောင်နှမတွေကိုလည်းတတိရပါတယ် ။တကယ်ကတော့ခွေရရရတယ်လို့မျိုးမောင်မကြီးအားလုံးနဲ့ဆုံချင်ပါတယ်လို့ဟုတ်။တတော်တော့တန်းအနေနဲ့အိမ်ပေါ့နော်အိမ်ပြီးသွားတဲ့အခါမှာအစကနေပြန်ပြီးတော့နှုပညာကိုပြန်စရအောင်လို့အဲမတိုင်ခင်မှာရှာရတာတို့အိမ်ရှာရတာအိမ်ပြင်ရတာပြီးတော့ဒီအိမ်ကလည်းအစလည်းလို့အဆုံးကိုပဲလောက်တာဆိုတော့လေကိုပဲလောက်တာဆိုတော့ကိုပဲ management လောက်တာ company ပိုင်းမှာအပ်ဖို့အာအဲ့လိုအတွေ့အကြုံရကျင်တာရောနောက်ပြီးတော့အဲ့လိုပါလေ budget ချိန်တာလည်းပါတော့စသဖြင့်အရန်အဲ့လိုမျိုးအိုက်ထဲမှာပဲနှိမ့်ညွတ်သွား နှစ်လသုံးလလောက်ရှိတယ်ဆိုတော့အဲ့မှာတော်တော်လေးလဲဟိုစိတ်တွေလဲအကုန်ဖိုက်တဲ့ရောက်သွားပါတော့အဲ့မှာခုမှပြန်ပြီးတော့ fresh ဖြစ်ပြီးတော့အဲဒီနှုတ်ပညာဘက်ကိုပြန်စတာ ဆိုတော့ဟိုဇက်ဝင်တေးလေးနဲ့လည်းစစထွက်တယ်ပေါ့နော်နောက်ထပ်လည်းလာဖို့ရှိပါတယ်ဆိုတော့တယောက်ကနေအလမဲ့တိုင်းကဟိုပိတ်လက်မခံကြရအောင်ဆိုတော့ပုံမှန်ဟိုအမျိုးမျိုးထူထွေပေါ့နော်တယောက်နဲ့တယောက်စိတ်ခံစားချက်ချင်းတော့မတူကြဘူးပုံမှန်ရဟိုဒါပေမဲ့လည်းအဲခင်ခင်ကတော့အခုအဲပထမအားလုံးဝိုင်းဝေပန်ကြတဲ့ပုံမှန်အပြောလေးပေါ့နော်စကားပြောဆိုလိုတဲ့အဓိပ္ပာယ်ရယ်အာပြောနားထောင်ရတဲ့နေရာကနေအဓိပ္ပာယ်ကနည်းနည်းလေးအဲ့လိုမတူညီတာပေါ့လေ အပြောမတက်တာရဲ့နောက်ပြီးတော့ဒီနားထောင်တဲ့အပိုင်းမှာလည်းဟိုဖြတ်တက်ကလေးနားထောင်ရတာတွေရဲ့နေမှာလို့ဆိုလိုရင်းနေရာအတိအကျမကြောက်ဖြစ်သွားတာပေါ့လေအဲ့ဒီအပေါ်မှာတော့အဝေးပံမှုတွေအများကြီးရှိပေမဲ့အခုခင်ခင်ကဟိုအဖြည်းဖြည်းနဲ့ဟိုပြိတ္တလက်ခံလာတဲ့ပုံစံမျိုးလေးပြောင်းလဲလာတဲ့အရန်ဝမ်းသာပါတယ်ကိုယ်တငယ်ချင်းဆိုတော့လေဘလိုပဲဖြစ်ဖြစ်အာဘယ်နေရာဘယ်လမ်းဝင်လျှောက်ပါလျှောက်ပစီပေါ့နော်အကောင်းဆုံးဖြစ်စေချင်ပါတယ်ထက်အနေနဲ့ကတော့သူ့ကိုသူကလေစင်ပေါ်မှာ confidence ရှိတယ် စကားပြောလိုက်တဲ့အခါမှာ तू question and answer ဖြေသွားတာလည်းတွေ့မိတယ်ဆိုတော့အဲ့မှာသူ့ရဲ့ဟိုဒီ vocal power ကလေတော်တော်ကြီးကိုလုံးဝ influence ဖြစ်တာပေါ့နော် तू ပြောလိုက်တာနဲ့ကိုအတန်ညင်ကြသွားမျိုးလေးခံစားရတယ်နောက် question answer မှာလည်း तू တိတိငင်ငင်လေးဖြေသွားနိုင်တယ် အာ project လည်းကောင်းကောင်းရှိမယ်လို့ထပ်မျှော်လင့်ပါတယ်ဆိုတော့တခြားသောဟာကျတော့ဒီအများကြီးပေါ့နော်သူ့ရဲ့ဒီဟိုချပြတဲ့ဟာလေးတွေကနည်းနည်းလေးနည်းနည်းလေးပေါ့အဲ့ဒါလေးပေါ်မှာပဲပြိတက်ကအမြင်ဆောင်းတာလေးရှိသွားတာပေါ့ဟုတ်အောက်မှာထပ် comment လေးဖတ်မိပါတယ်သူကအိမ်တော်ကွဲဖြစ်လို့တိုက်ခိုက်ကြတာမဟုတ်ဘူးပေါ့နော်ဆိုတော့သူခံစားချက်နဲ့သူဘောအမေအဲ့ဒါကျတော့တစ်အနေနဲ့တိတ်တော့မပြောတတ်ဘူးဒါပေမဲ့ခင်ခင်ကအဲ strong ဖြစ်တယ် နောက်ပြီးတော့ဟိုကိုချရာကိုရက်တည်နိုင်တဲ့အမျိုးသမီးဖြစ်တယ်မိဘကိုလှုပ်ကြွေးနေတဲ့သားသမီးလည်းဖြစ်တယ်နောက်တစ်ချက်သူ့အိမ်မတူကသူရဲရဲဝံ့ဝံ့သူအာဝေဖန်မှုတွေကြားထဲမှာချိုးချိုးဆဆလေးသူရှောက်လန်းနေတယ်အဲ့အတွက်ဂုဏ်ယူပါတယ်ဆက်ပြီးတော့မှသူရှောက်ချင်တဲ့လမ်းမှာအကောင်းဆုံးရှောက်ပါတကယ်ချင်းအများကြီးမျောလင်းတဲ့အတိုင်းဖြစ်ပါစေလို့ဟုတ်ကန်ညာဆန်ဝီရိယနဲ့အများကြီးဆိုင်တာဆိုတော့လေပြောတော့မပြောတော့ဒါပေမဲ့သူတေးတေးချာချာစူးစမ်းနေရတော့ထက်သိတယ်အဲ့တော့ तू ကအဲတစ်ခုနဲ့တစ်ခုခြားပြတဲ့အပေါ်မှာ step by step ကွာခြားမှုရှိလာတယ်တိုးတက်မှုလည်းရှိလာတယ်ဆိုတော့ final final အတွက်အထက်လည်းအရင်ရင်ခုန်နေပါတယ်ပုံဆက်တဲ့တငယ်ချင်းကိုမနေနိုင်မထိုင်နိုင်လေအဲ့လိုပုံမှန်ကတော့အရင်တွေ့တွေ့တွေ့ထားတာမရှိပါဘူးဒါပေမဲ့အဲ့လိုမျိုးသူဒီလမ်းကိုရှောက်ပြီဆိုတဲ့အခါမှာကိုကလေဖြစ်စေချင်တဲ့စိတ်အရင်များတဲ့အခါကျတော့သူဖုန်းဆက်လိုက်ပြီတငယ်ချင်းဒီဒါလေးဒါလေးဒါလေးကိုတော့ဒါလေးအကြံပေးတာပေါ့သူလေးလောက်ပါလားသူကလည်းတငယ်သူကလည်းဟိုဖြစ်တယ်လုံးမဲ့တငယ်ချင်းငါလည်းအဲ့ဒါလို့ကိုစဉ်းစားထားတယ်ဆိုတဲ့အချိန်မှာကိုထိန်တဲ့အတိုင်းကိုထိန်ထားတဲ့အတိုင်းသူဝေါ့ဆိုထွက်လာတဲ့အတွက် အရန်ဝါတာလို့ post လေးရောက် share မိပါတယ်သူ့မှာသူ့ creation သူ့ idea ရှိပြီးသားဒါမဲ့ track ကထက်ဆောင်ပေါ့လေဘေးနားအနေမြင်ရတဲ့တကယ်ချင်းတယောက်အနေနဲ့ထက်ဆောင်လေးပြောပေးရုံမှာဟိုကိုကြောင့်လို့အဲ့လိုပြောင်းလဲသွားတာမဟုတ်ဘူးသူ့မှာလည်းသူ့ရဲ့သူ့ရည်မှန်းထားတဲ့သူ့အရေးချင်းသူ့ step by step ရှိပြီးသားဒါမဲ့ track ကဘေးနားလေးကနေမြင်တဲ့အတိုင်းလေးထက်ပြောတဲ့ပုံမှာ तू ကလည်းလက်ခံတယ်နောက်ပြီး तू ကိုယ်တိုင်လည်းဒါအောင်လို့ကိုစဉ်းစားပြီးသားဆိုတော့အကွက်တိကြရပေါ့လေဒါမဲ့အဓိကတော့ဖုန်းဆက်ပြီးအားပေးဖြစ်တာပေါ့ဟုတ်ဒီလမ်းမှာ तू ထိတ်ဆုံးနေရောက်သွားသည်ဖြစ်စေမရောက်သွားသည်ဖြစ်စေဘယ်လိုပဲဖြစ်ဖြစ် တလိုင်းကနေတလိုင်းကိုလေချပြဖို့ဆိုတာထက်တော့နည်းတတိမိုးရတာမဟုတ်ဘူးဥမာတရုတ်ဆောင်တာပဲဖြစ်ဖြစ်ပေါ့လေအခုတော့ miss ပေါ့တလိုင်းတလိုင်းကိုကိုဇောက်ချထားတဲ့လိုင်းနဲ့တခြားလိုင်းကို ခြားပြဖို့ဆိုတာအရန် risk များတယ်လက်ခံတဲ့သူရှိရဲ့လက်ခံတဲ့သူရှိရဲ့နောက်ပြီးကိုက်ညီတာတွေမကိုက်ညီတာတွေစသဖြင့်အများကြီးကြားရမှာမှဟိုတိတိချာချာခြားပြရတာဖြစ်တယ်သူလည်းအကောင်းဆုံးခြားပြနိုင်နေရလို့ထားတယ်ထက်ချင်ပါတယ်ဟုတ်ဖက်ကိုယနေ့ထိအားပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်အခုထက်ရမတ်ကကျိုးဆိုရင်မချူလေးတိောက်ဆောင်ထားပါတယ်မိနာရီအများကြီးပါဝင်ပါတယ်ဒီကားလေးထဲမှာထက်ဇဝင်တေးဖြစ်ပေါ့တီဆူထားပါတယ်ရှင်ထွက်လာတဲ့ခါကျရင်အားပေးပါအောင်ရှင်